မင်္ဂလာပါရှင်ဒီနေ့ကျမတို့ထူးခြားတဲ့ယဉ်ကျေးမှုတစ်လေးတစ်ခုကိုလေ့လာဖို့ထိုင်းနိုင်ငံကိုခရီးသွားရအောင်နော် ဒါကတော့လူအများစိတ်ဝင်စားကြတဲ့လူတပ်လို့ခေါ်တဲ့ကလေးနတ်သမီးရုပ်တွေအကြောင်းပဲဖြစ်ပါတယ်။လူတပ်ဆိုတာဘာလဲ။လူတပ်ဆိုတာကအထိုင်းလိုကလေးနတ်သမီးလို့အဓိပ္ပာယ်ရပါတယ်။ဒီရုပ်တွေကိုရိုးရိုးအရုပ်တွေလို့သတ်မှတ်ကြတာမဟုတ်ပါဘူး။ထိုင်းလူမျိုးတွေကဒီအရုပ်တွေထဲမှာဝိညာဉ်တွေကိန်းအောင်နေပြီးတော့သူတို့ပိုင်ရှင်တွေကိုကံကောင်းခြင်း၊ချမ်းသာခြင်းနဲ့အကအကွယ်တွေပေးနိုင်တယ်လို့ယုံကြည်ကြပါတယ်။ဒါကြောင့်လေလူတပ်ပိုင်ရှင်တွေကဒီအရုပ်တွေကိုတတ်ရှိကလေးငယ်လေးတွေလိုမျိုးဂရုစိုက်ကြပါတယ်။ သူတို့ကိုမနဲ့တိုင်းကျွေးမွေးတာလှပတဲ့အဝတ်အစားလေးတွေဝတ်ပေးတာ ။ဇပင်ဖီးပေးတာတွေအပြင်စားတောက်ဆိုင်တွေဈေးဝယ်စင်တာတွေခရီးသွားတဲ့အခါမျိုးမှာတော့မှအတူတူခေါ်ဆောင်သွားတတ်ကြပါရယ်။တကယ့်ကိုထူးခြားတဲ့မြင်ကွင်းလေးတွေပါပဲ။လူတက်တလိဘလို့စားခဲ့တာလဲ။ဒီလူတက်တလိက2015ဝန်းကျင်မှာတိတိတသားပဲရေပန်းစားလာခဲ့တာပါ။ဒီလိုရေပန်းစားလာရတဲ့အဓိကအကြောင်းရင်းကတော့အယုတ်ရောင်းချသူတွေရဲ့ဟိန်းနူဘာသာထုံနှန်းစင်လာတွေကိုကျွမ်းကျင်သူတွေရဲ့လွှမ်းမိုးမှုကြောင့်လို့ယူဆကြပါရယ်။တချို့ကတော့ဒီလူတက်ကိုရှေးခေတ်ထိုင်းအဆောင်လက်ဖွဲ့ဖြစ်တဲ့ကုမန်ထုံရဲ့ခင်မီဗာရှင်လို့မြင်ကြပါရယ်။ ကုမ္ပဏ်ထုံကတော့တည်ဆုံသွားတဲ့မွေးကင်းစကလေးငယ်တွေရဲ့ဝိညာဉ်ကိုအယုတ်ထဲကိုဖိတ်ခေါ်ပြီးတော့နတ်အဖြစ်နဲ့ပြောင်းလဲစေတာပါလူထက်ကလည်းအယူအဆချင်းစင်တူတယ်လို့ဆိုကြပါတယ်ဒါပေမဲ့တချို့ကတော့ဒီဒလိဟာထိုင်းနိုင်ငံရဲ့မွေးဖွားနှုတ်နှိမ့်ကျလာတာနဲ့စီးပွားရေးစိန်ခေါ်မှုတွေကြောင့်ပေါ်ပေါက်လာတယ်လို့ယူဆကြပါတယ်ဘာလို့လဲဆိုတော့ခေတ်သစ်လူအဖွဲ့အစည်းရဲ့ PR တွေကြားထဲမှာလူတွေဟာစိတ်ပိုင်းဆိုင်ရာတတ်တောက်တတ်တာဖြစ်မှုနဲ့မျောလင်းချက်တွေကိုရှာဖွေနေကြတာကြောင့်ပါလူထက်အယုတ်တွေကဒီလိုစိတ်ခံစားမှုဆိုင်ရာလျှို့ဝှက်ချက်တွေကိုဖြည့်စီ ီးပေးနိုင်တဲ့ညင်သာတဲ့အရာတစ်ခုဖြစ်လာတယ်လို့လည်းမှတ်ယူကြပါတယ်။လူတက်အယုတ်တွေကထိုင်းယဉ်ကျေးမှုရဲ့ဆွဲဆောင်မှုရှိတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။သူတို့ကဗုဒ္ဓဘာသာ၊ဟိန္ဒူဘာသာနဲ့ ဒေသခံနတ်ကိုကွယ်မှုတွေရဲ့ရောနှောနေမှုကိုပြသနေပါတယ်။ထိုင်းလူမျိုးအများစုကဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပေမဲ့လည်းရှေးခေတ်ယဉ်ကျေးမှုတွေနဲ့နတ်ကိုကွယ်မှုဓလိတွေကလည်းသူတို့ရဲ့ယဉ်ကျေးမှုမှာနက်နက်ဆိုင်ဆိုင်နဲ့အမြင့်တွေနေပါတယ်။လူထက်ဓလိဟာအပြစ်မှန်အဖြစ်ထူးဆန်းနေလို့ထင်ရနိုင်ပေမဲ့တကယ်တော့ဒါဟာသဘာဝလုံးယုံကြည်မှုတွေပြန့်နှံ့နေစေဖြစ်တဲ့ထိုင်းနိုင်ငံရဲ့နတ်ဆိုင်နဲ့ဝိညာဉ်ရေးရာဓလိထုံးတမ်းတွေကိုထိဟန်နေတာပါ။ဒီရုပ်တွေကလူတွေရဲ့ဘဝမှာကံကောင်းခြင်း၊ချမ်းသာခြင်းနဲ့အကာအကွယ်တွေကိုရှာဖွေလိုတဲ့ဆန္ဒကိုကိုးစားပြု ပါတယ်။တစ်ချိန်တည်းမှာပဲခစ်တရဲ့စိန်ခေါ်မှုတွေအောက်မှာလူတွေရဲ့မျောလင်းချက်နဲ့စိတ်ပိုင်းဆိုင်ရာခွန်အားကိုလည်းဘလို့ရှာဖွေကြလဲဆိုတာကိုလည်းပြသနေပါတယ်။ဆိုင်းနိုင်ငံရဲ့ဒီထူးခြားတဲ့ရည်စည်မှုဓလေ့အကြောင်းကိုကြီးစုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဘလို့ထင်မြင်ယူဆလဲဆိုတာကို comment မှာရေးပေးခဲ့ပါအောင်နော်။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်ရှင်။